ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေကြောင့်မြန်မာနိုင်ငံအနှံ့အပြားမှာမိုးအတင်းတင်းကနေမိုးများနိုင်တဲ့အတွက်ငလင်တန်တင့်ထားတဲ့ဒေသတွေကိုအထူးသတိထားကြဖို့မိုးလေဝသပညာရှင်ကသတိပေးထားပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။မြန်မာပင်လယ်ော်နဲ့အိန္ဒိယနိုင်ငံအနောက်ဘက်အရေဘီယာပင်လယ်ဘက်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေတွေကြောင့်မြန်မာနိုင်ငံအတွင်းမိုးများတာရေကြီးတာတွေဖြစ်နိုင်ပြီးငလင်တန်တင့်ထားတဲ့ဒေသတွေကိုအထူးသတိထားဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထုတ်ပြန်ထားပါတယ်။ မေလ29ရက်မှာဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာစက်ကလုံးမွန်တိုင်းဖြစ်နိုင်ခြေက80ရာခိုင်နှုန်းရှိလာပြီးအာရေဗျပင်လယ်ဘက်မှာတော့မွန်တိုင်းဖြစ်နိုင်ခြေက80ရာခိုင်နှုန်းကိုလျှော့ချလာနိုင်ကြောင်းသိရပါဗျ။လေဝေးလိုင်းနဲ့လီဗီးယားနဲ့ရန်ဝန်အရှိန်တက်ရောက်မှုတွေကြောင့်မေလ25ရက်ကစတင်ပြီးမြန်မာနိုင်ငံနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ကြောင်းဝန်ထမ်းကရှင်းပြပါဗျ။ကျူတင်ကမန်ဂျက်ဒီမှာတွေ့ပြီးတော့လို့ဆိုလို့ရှိရင်တော့အဲ24 25လောက်ကစပြီးတော့ တနေငံလုံးအတိုင်းအတာနဲ့ကိုနေရာအနှံပြနေရာဆိတ်ဆိတ်ဟိုလာမူးအတင်းအတင်းရနေပြီးတော့မူးများနိုင်တဲ့အခြေအနေရှိပါတယ်အဲ့တော့အများကြီးတော့မဟုတ်ဘူးအများဆုံးကျွန်တော်တို့မီလီမီတာ60လောက်တော့ဒါဟိုမွေးချိန်ရွာနိုင်တယ်24နာရီအတွင်းမှာပေါ့အဲလက်မအပြင်ဆိုလို့ရှိရင်တော့လေးလက်မကျော်ကျော်လောက်တော့ရှိတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်ပြင်တွေမှာအထက်လေဝေလိုင်းစတင်ဖြစ်ပေါ်လာနိုင်ပြီး လီဘီယားနဲ့ရဝန်တစ်ခုဖြစ်ပေါ်ဖို့လည်းအစပြုလာနိုင်ကြောင်းဒီနေ့မေလ22ရက်နေ့ခံမှန်းချက်ရသိရပါတယ်။မုံတိုင်းဖြစ်ပေါ်လာနိုင်ခြေတွေကြောင့်ငလင်တန်တက်ထားတဲ့စကိုင်းမန္တလေးနေပြည်တော်ရှမ်းပြည်တောင်ပိုင်းဒေသတွေကိုအထူးသတိပြုဖို့ဥဝင်နိုင်ကဆက်ပြောပါတယ်။ ရည်ကြီးရလာလည်းမကောင်းဘူးဆိုလို့ရှိရင်တော့မွေးကြီးသွားနိုင်တဲ့အနေအထားရှိတယ်။နောက်တစ်ခုကတောင်ပြိုမြေပြိုတတ်တဲ့ဒေသတွေမှာဆိုလို့ရှိရင်တောင်ပြိုတာတွေမြေပြိုတာတွေဖြစ်နိုင်တယ်။နောက်တစ်ချက်အထူးဟိုအထူးသတိထားဖို့လိုတာကတော့ငလျင်တန်တင့်ပြီးသားဒေသတွေပေါ့။ငလျင်တန်တင့်ထားတဲ့ဒေသတွေမှာကဒီမိုးနည်းနည်းရွာတာနဲ့နောက်ခေတ်တွင်ကရင်ဆက်လုတာတွေလည်းရှိတာနဲ့ ထပ်ပြီးတော့အာတိုက်ပြိုကြတာတွေထပ်ပြီးတော့ဖြစ်တာတွေရှိတယ်။မိုးရေကြိမ်များရင်မြေအကွဲကြောင်းတွေပေါ့ service rupture တွေထဲမှာစီးဝင်တဲ့ရေစီးကြောင်းတွေကနေပြီးတော့မြေသားပျော့ဣပြီးတော့မြေကျွန်းလာတွေဖြစ်နိုင်တယ်ဆက်လက်ဖြစ်ပေါ့နော်။အဓိကတော့ဒီဒီနှစ်မိုးရာသီမှာကျွန်တော်တို့အာရင်းနှံထိထားတဲ့ဒေသတွေကတော့အထူးသတိထားဖို့လိုပါမယ်ဗျ။ပင်လယ်ပြင်မှာလီဘီယာနဲ့ယမန်စတင်ဖြစ်ပေါ်လာချိန်မှာတော့မိုးအားပိုလာတာ မိုးပိုများလာတာတွေဖြစ်နိုင်ပြီးနေပြင်းတိုက်ခတ်နိုင်တာတွေလည်းရှိလာနိုင်ပါတယ်။ဒီအတွက်ကြောင့်မြမကန်ယူရန်ဒေတာအလုံးမှာလည်းမေလ25ရက်နေ့ကနေဇွန်လ3ပိုင်းအထိကိုမိုးတက်လေပြင်းကြကလိုင်းကြီးနိုင်ပြီးမိုးတက်လေပြင်းကြစင်မှာလေတိုက်နှုန်းကတနအီ35မိုင်နဲ့အထက်ရှိမှာဖြစ်ကြောင်းလည်းသိရပါဗျ။မေလ25ရက်မှာကချင်းစကိုင်းတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းမကွေးမန္တလေးနေပြည်တော်ပဲခူးအရှိမွန်ကရင်တနအီတိုင်းတွေမှာမိုးများနိုင်ပြီး မေလ26ရက်မှာတော့ကချင်၊ကရင်၊ကယား၊နေပြည်တော်၊မကွေး၊စကိုင်း၊မွန်၊ကရင်တနင်္လာဤပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးများနိုင်ပါတယ်။မေလ28ရက်မှာတော့ချင်း၊စကိုင်း၊မန္တလေး၊မကွေး၊ရှမ်းပြည်နယ်၊ရခိုင်၊ကယား၊ပဲခူး၊ကရင်၊မွန်နဲ့တနင်္လာဤတိုင်းတွေမှာမိုးများနိုင်တယ်လို့သိရပါတယ်။ကျွန်တော်ဝေပါ။